ငင်းငင်းရေလို့အော်ကျွန်တော်တခုပဲမေးမယ်ဒီလူကကောမမှာဖြစ်တာမင်းမငင်းချအောင်လုပ်နေတာဘာတူလဲမတည်နမနေ့မငင်းချအောင်လုပ်ခဲ့တာဘာတူလဲနောက်တော့20 27ဇန်နဝါရီလ30ရက်နေ့ကျွန်တော်တိုင်ကြီးကငင်းချတာယာဝါပြောနေတယ် NLD အစိုးရရဲ့အောက်မှာကြိုက်တီဖြစ်စီမကြိုက်တီဖြစ်စီကျွန်တော်တို့ NLD အစိုးရကိုပြောလို့ရတယ်ဝင်ကြီးဝင်ကြီးချုပ်အဆင့်ကိုလည်းကျွန်တော်တို့ကဝေဖန်ပိုင်ခွင့်ရှိခဲ့တယ်နော်တယောက်တွေစိုးမမှုတစုံတရာရလာပြီအားနည်းချက်တွေရှိပြီမဲ့လေ ပြောင်းလဲမှုကြီးစိတ်ချမ်းချမ်းသာသာတည်တည်ငြိမ်ငြိမ်နဲ့ရှိခဲ့တယ်မလားငြိမ်းချမ်းခဲ့တယ်မလားအာနာမသိခင်2021ဇန်နဝါရီ30ရက်နေ့ညတကောင်12နာရီကျော်ဖေဖော်ဝါရီလတရက်နေ့ရတော့ကျွန်တော်တို့ငရေအတိကြာခဲ့တယ်အဲ့ဒီငြိမ်းချမ်းရေးကိုအဲ့ဒီတိုင်းပြည်ငြိမ်းချမ်းသာရပြီးတိုးတက်နေတာကိုဖျက်ဆီးခဲ့တာဘယ်လိုလဲဒါကြောင့်ကျွန်တော်ထောင်ချအောင်တော့ကအလှလာမပြောဘာကြောက်ပါလဲဒါကျွန်တော်ဆက်ဆက်ပြီးတော့ တော့မိသားစုဝင်တွေစီကအဖြေတောင်းကြည့်တာပါ။ဘာလို့ဒီနိုင်ငံရင်းနဲ့ပတ်သက်ပါလဲဆိုတော့ပုံမှန်အမျိုးမျိုးမတရားဆွဆွဲခံထားရတဲ့အပြစ်ရှိတဲ့သူတွေကြမှာဘာကြောင့်ပေးနေရတာ။တယောက်ပြီးတယောက်ကျတော့မိပါ။အခုအိုးဘုံတော့မှကြေကြခံနေရတယ်။လူလူတစ်ပိတ်ခေါင်းတော့သူလည်းညီမနှိမ့်ဆက်ခံနေရတယ်။ပြီးတော့ကျွန်တော်တို့မိတော်ဆန်းစပ်ကြည့်သူကျမ်းမာရေးအခြေအနေဒီပိုင်းမှာတဲတဲလေးလေးကြားနေရတယ်။အဲ့တော့ လူပစားစစ်တီနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုဝင်တွေအရန်ကိုစိတ်ပူနေကြတယ်။ဆိုတော့ NUG ကဒေါ်အောင်ဆန်းစစ်ကြည်အတွက်အလွန်ကိုစိုးရိမ်ပူပန်မိပါကြောင်းထုတ်ပြန်ကြေညာလာတာပါတွေ့ရတာဖြစ်တယ်။ဆိုတော့အဲ့ဒါကိုကျွန်တော်တွေ့တဲ့အချိန်မှာကျွန်တော် NUG ရဲ့ထုတ်ပြန်ကြေညာချက်ကိုကျွန်တော်စိတ်ထဲမှာကျွန်တော်ပြန်တုံ့ပြန်လိုက်တာကမင်းတို့စိုးရိမ်ပူပန်ပါတယ်ဆိုတဲ့ထုတ်ပြန်ကြေညာချက်ကိုထုတ်ကမှာမဟုတ်ဘူး။ဘယ်မှာအားလုံးနဲ့ငါ့ကအကောင်ကို ပါလာတော့တစ်ဖက်ဝင်တွေအကုန်လုံးစူပေါင်းနိုင်ဖို့စ조사ပြီးတော့ပေါင်းစပ်စွတ်ကြည့်ကိုကိုယ်တိုင်ပတ်ထုတ်တာအဲ့ဒါကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်တယ်ဆိုရင်ပူပန်တာတွေတောက်ကြတာတွေထိတ်လန့်တာတွေထုတ်ပြန်နေတာဘုရားသမဂရဲ့တရားရေးဖွင့်ပိတ်နဲ့ပုံစံတူနေတယ်အလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြည့်ဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရစေပထမအဦးဆုံးတည်င်းအနေနဲ့ကတော့ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရော့ကတ်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို short tie ရော့ကတ်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှအရာရှိ3ဦးအပါအဝင်22ဦးတေဆုံးပြီးစီဂိုတောင်စကိုင်းယုံနှင့်ဂိုရိတ်ခါဂိုတောင်တို့လည်းမီးလောင်ပောက်ကွဲခဲ့ကြောင်းချင်းတွင်း rock တ် brother တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုတယ်။ဇွန်လ29ရက်နေ့ညနေ9:30မိနစ်ကအချိန်မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကိုတော်လိုင်းရေးတပ်ဖွဲ့များက short tight rocket ဒုံ10လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ထိုတိုက်ခိုက်မှုအတွင်စစ်ဌာနချုပ်တိုင်းရုံးမှအရာရှိ2ဦးအရာရှိဇနီး4ဦးနှင့်စစ်တီ12ဦးပွဲချင်းပြီးတေဆုံးခဲ့ပြီးအပြင်းထန်ဒဏ်ရာရတော့အရာရှိ4ဦးစစ်တီ15ဦးဗိုလ်မှူးများအိတ်ကလေး2ဦးကိုယင်းနှိတ်ညနေ6:00နာရီခန့်တွင်ဂရင်300တဆခွဲ၄တပ်စေးရုံကိုပို့ဆောင်ခဲ့ရကြောင်း ဆိုပါဖွဲ့ကြောရေးပြောဆိုချက်အရာတည်ရပါတယ်။ဇွန်လ28ရက်နေ့တွင်အဆိုပါပြင်းထန်တဲ့ရရှိလူနာထဲမှအရာရှိတအုပ်ဘုံမှုကလေးတအုပ်နှင့်စစ်တီနှစ်အုပ်ထပ်မံတေဆုံးခဲ့ကြောင်းတေဆုံးသူများကိုယနေ့ဇွန်လ29ရက်နေ့တွင်နမခစစ်တီညိုင်းတွင်အလုံးမြုပ်တရဏဂုံတင်းညိုင်းတွင် နာရေးများပြုတ်လုခဲ့ကြောင်းတည်ရတယ်။တိုက်ခိုက်မှုတွင်နမခစစ်တန်းယုံအတွင်းရှိစီကိုတော်ပောက်ကွဲကတန့်နှလုံးပြက်စီးခဲ့ပြီးစကန်းယုံနှင့်ရိတ်ခါကိုတော်တွဲမီးလောင်က အာဘီတွဲ 40လိုင်းကမ်းများလဲထိမှန်ပျက်စီးခဲ့ကြောင်းအရာရှိရိတ်တာတွင်ရက်ထားတဲ့အိမ်စည်းကားနှစ်စီးမီးလောင်ပျက်စီးခဲ့ကြောင်းတိရတယ်။တိုက်ခိုက်မှုကို Children Rocket ညီနောင်ဦးဆောင်၍မဟာမိတ်တပ်ဖွဲ့ဖြစ်တော့ချိုမိုင်မိုင်ကနီ Anonymous Hero Children Brother နှင့်တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပြီးလေချောင်းရံနှင့်စီရဲတရင်ပေးဖို့တော့အထက်ပမာပြီး Air Different Force and Steve အဖွဲ့ကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်း Children Rocket Brother အဖွဲ့ကပြောဆိုထားပါတယ်။နော်နဲတော့အောင်မြင်မှုမဟုတ်ပါဘူး။ အဲ့တော့ rock ဒီ short night rock rock တုံးတလုံးတလုံးအလုံးတလောက်လောက်ရှိတဲ့ဟာတွေအလုံးနဲ့တွေ့ဦးမှာပါနော်ဒီတလုံးရဲ့ပောက်ကွဲအားဘယ်လောက်ထိရှိလဲဆိုတာအဲအလုံးခံမှန်းကြည့်လို့ရပါတယ်အခုအရင်ပိုင်းတွေမှာကျွန်တော် short light တုံးတွေကိုလှုပ်တဲ့နေရာမှာအဲ့မျက်ရှိကဝဲထားတွေပါပဲမြဲအခုနောက်ပိုင်းမှာကျွန်တော်တို့တိုင်းတက်ဖွဲ့တွေကနေဝန်ကြီးဌာနကနေထုတ်ထုတ်တဲ့ဟာတွေကအစကျွန်တော်အတုံးပြူလာနိုင်တာတွေ့ရတယ်အဲ့တော့အခုလိုမျိုးဒီစစ်ဌာနချုပ်ကိုတောင်မှ short light တုံးနဲ့လာပြီးတော့စော်တော့ မစစ်ခွေးတွေမတာပေါ်တဲ့အဆင်ရောက်ပြီဆိုတဲ့စဉ်းစားကြည့်ပေါ့ဒါပေမဲ့ဂျားတဲ့ကနေအရွယ်မြောက်သေးတဲ့ကလေးတွေထိမှန်တာတော့ဒါတော့သူကံပေါ့နော်ဘာဖြစ်လို့လဲသူတို့ပြောနေပြောပြောရရင်တော့အကျန့်ဖက်ဓမ္မတွေနဲ့အတူတူရှင်တွဲနေထိုင်တော့လဲအကျန့်ဖက်ဓမ္မတွေရဲ့ရုပ်မှမှုကြောင့်အခုလိုမဆိုင်တဲ့လူတွေထိခိုက်မှာပေါ့နော်ဒါကျွန်တော်ပြောတာမဟုတ်နော်ငမဲလုံးလည်းပြောခဲ့တယ်အဲသူတို့ဘောမနေတယ်ပြောခဲ့တယ်အဲ့တော့အကျန့်ဖက်ဓမ္မနဲ့အတူရှင်တွဲမနေထိုင်ကြဖို့ဒါတွေရဲ့ပြစ်တင်ဟုတ်ကဲ့ဒုတိယသတင်းတစ်ခုကတော့ အကြမ်းဖက်စစ်ကောင်စီကနေ့တိုင်းဘုံကျဲနေလို့ကျေးရွာ25ရွာမှာတောင်းနဲ့ရှိတဲ့တီတူတွေထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့တဲ့ပဲဖြစ်ပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်အတွင်းရိတ်ခါလာပို့တဲ့ရင်နှံ80သွားနိုင်ရင်အကြမ်းဖက်စစ်တပ်ကကျေးရွာများကိုလေကြောင်းဖြင့်နှစ်စဉ်ဘုံကျဲနေပြီးကျေးရွာ25ရွာမှာတောင်းနဲ့ရှိတဲ့ပြည်သူများတွေတိမ်းရှောင်နေရကြောင်းပေါင်းမြို့နယ်လူသားစာနာဌာနမှာတာဝန်ရှိသူတို့ကပြောတယ်ဒေလ28ရက်နေ့မှာစတင်ပြီးပခုတ်ကူမြို့မှာတက်တရားနဲ့တက်မှထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရိတ်ခါဖို့ရင်နှန်းကို တော်လိုင်းတပ်ဖွဲ့များကလမ်းတစ်လျှောက်လိုက်လံတိုက်ခိုက်နေပြီးလက်ရှိအချိန်ထိပေါင်းပြုတ်နယ်အတွင်ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲပိတ်ဆို့ခံရရကြောင်းသိရတယ်။စစ်ရင်တန်းဆက်လက်ထွက်ခွာနိုင်ရန်အတွက်အကြမ်းဖက်စစ်တပ်ကလမ်းပိုင်းတစ်လျှောက်ရှိကြေးရွာတွေကို Jet Fighter Y တွဲစစ်တပ်လေတီးများဖြင့်နေ့စဉ်ဘုံကျဲတိုက်ခိုက်နေခြင်းကြောင့်ကြေးရွာနေပြည်သူများသည့်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရတယ်။လက်ရှိအချိန်တွင်ကြေးရွာပေါင်း25ရွာမှတပေါင်းကျော်သည့်တလတ်နီးပါးကြာသည့်အထိနီးစပ်ရကြေးရွာများနှင့်တောတောင်များအတွင်စစ်ဘေးရှောင်နေရပြီး အချိန်ကာလကြာမြင့်လာနေတဲ့အမျက်မိုးမိုးကအစားအသောက်နဲ့စေဝါးများလိုအပ်လာကြောင်းတိရတယ်စစ်သက်စစ်တောင်းဒီပြည်သူတုံးဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးပြည်သူ15ဦးကိုလည်းလူသားတိုင်းအဖြစ်ဆက်လက်ဖမ်းဆီးထားကြောင်းထို့ပြင်အကြမ်းဖက်စစ်တပ်ကပြည်သူများနေထိုင်သည့်ဂျေးရွာများသာသနာအဆောက်အုံနှင့်စစ်ရှောင်ပြည်သူများကိုလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၄ဦးလည်းတေဆုံးခဲ့ကြောင်းကမ္မဒေတာတော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့တော့အားလုံးတိတဲ့အတိုင်းပါပဲကျွန်တော်ခဏခဏပြောတဲ့စကားနော် ညီဒီမှာစစ်ကြောင်းတွေထိုးကြတဲ့အထဲမှာတော်လိုင်းဘက်ကစစ်ကြောင်းထိုးလို့ဘယ်ရွာပြည်သူမှရွာလုံးကျွပြေးရဆိုထုံးစံမရှိဘူး။ဒါပေမဲ့အကြမ်းဖက်နှမတွေစစ်ကြောင်းထိုးရင်တော့ရွာလုံးကျပြေးနိုင်ပြေးမပြေးနိုင်ရင်တော့မသာပေါ်ဘူးလားပြင်ထားပြီးတော့အဲ့တော့တိုင်းပြည်ကိုကာကွယ်ဆောက်ရှောက်တဲ့တပ်မတော်ဒီ PDF တွေလားအကြမ်းဖက်စစ်ကောင်စီလားဆိုတာဒါတွေကိုကြည့်ချင်းအဖြစ်အဖြေပေါ်နိုင်ပါလေ။အဲ့တော့အကြမ်းဖက်နှမတွေကို အမြင့်ပြတ်ဖို့အတွက်ပြည်သူတွေကတော့လောလောဆယ်ပေးဆက်နေတာနော်။ဟုတ်ကဲ့တတိယတပင်းသတင်းတစ်ပုဒ်ကတော့ငွေကျပ်တိန်း150ပေးတာတော့မှပြန်မလွတ်ဘဲနဲ့စစ်မှုထမ်းအဖြစ်တက်တန်းစုဆောင်းခံထိတယ်ဆိုတော့စစ်ကောင်စီရဲ့လှုပ်ရပဲဖြစ်ပါလေ။မန္တလေးတွင်ပေါ်တာဆွဲခံရပြီးနောက်ငွေကျပ်တိန်း150ကိုစစ်တပ်ကိုပေးခဲ့ရတော့လည်းပြန်မလွတ်ဘဲစစ်မှုထမ်းအဖြစ်တွတ်တွင်းခံရတော့တက်တန်းတိရဲရင်ခံညာအလင်းဝင်လာကြောင်း KNN ကသတင်းထုတ်ပြန်တယ်။မန္တလေးတိုင်းပြည်ကြီးတခုမြို့နယ်တွင်စစ်တပ်ကရဲရင်ခံညာနှင့် တငယ်ချင်းတအုပ်ကိုပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုမထမ်းလို့လင်းငွေကျပ်350ပေးရမည်ဟုတောင်းခဲ့ကြောင်းငွေကျပ်350ပေးခဲ့တော့လဲစစ်တပ်ကပြန်လွှတ်မပေးပဲငွေလဲယူလူကိုလဲအတ္တမစစ်သားဖြစ်စုဆောင်ကြောင်းအလင်းဝင်လာသူစစ်မှုထမ်းတပ်သားတိရဲရင်ခန့်ညာကပြောဆိုတယ်ကျွန်တော်တို့ကိုလမ်းမှာစစ်ပြီးခေါ်လာပြီးတော့ကြောင်မီတွေစခန်းကိုပို့လိုက်တယ်ပြီးတော့ကျွန်တော်တို့အမေတွေကိုခေါ်ပြီးတော့ပြန်ထွက်ချင်ရင်ပတ်စံ350ပေးရမယ်ဆိုပြီးပြောတယ် ကျွန်တော်တို့အမေရိကန်လည်းပတ်စံ350ပေးလိုက်တော့ကျွန်တော်တို့ကိုညတွင်းချင်းပဲပြည်ဦးလင်စုဆောင်ရေးကိုပို့လိုက်တယ်ပြည်ဦးလင်မှာ10ရက်လောက်ထားပြီးဘာထူးတင်နှန်းချောင်းကိုပို့လိုက်တယ်ဟုအလင်းဝင်တပ်သားရဲရင်ခန့်ညာကရှင်းပြတယ်အာရမစစ်သားစုဆောင်ခံရတဲ့စစ်ကောင်စီတပ်သားရဲရင်ခန့်ညာကတမ55လောက်ခန့်ခမရ11ခွန်မှအောင်စင်ရစစ်ကြောင်းထံသို့ပို့ဆောင်ခံရပြီးနောက် စစ်တပ်မှထွက်ပြေးက KNN ထံအလင်းဝင်လာခြင်းဖြစ်ကြောင်းသိရတယ်ကဲစဉ်းစားစဉ်းစားကြည့်ပြီးတော့နော်ဘလောက်ရုပ်မာပြီးတော့ဘလောက်အောက်တန်းကျဖာကျတဲ့ နော်ဒီစစ်ဘောင်းမီဝစ်တွေလဲဆိုတာအဲ့ဒါမြင်တဲ့အတိုင်းပဲနော်ဟိုတလောကလည်းကျွန်တော်တို့တနင်္လာနေ့တိုင်းရနေအင်တာဗျူးတစ်ခုကျွန်တော်မေးထားတာတွေ့မှာပါအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားနှစ်ယောက်နော်ဘလို့ပုံစံမိတာလဲဆိုတော့ KDB ရအပြန်အုတ်ကြီးသားနဲ့ KDB ရအပြန်မှာစစ်တပ်ဂိတ်ကနေဖမ်းပြီးတော့စစ်တော့အုတ်ကြီးသားပါတော့အကျိုးအကြောင်းပြောရင်လှုပ်ပေးမှမထင်ပြီးတော့အစစ်စေးခံတဲ့ជីជីဗီယူနဲ့အဲ့တော့စစ်စေးတပြီးတော့ချက်ချင်းဖမ်းပြီးတော့စစ်သားစုဆောင်နေပို့လိုက်တယ်အုတ်ကြီးသားတော့လွတ်သွားတယ်ဆိုတော့ဒီလိုမျိုးရောက်မှပြီးတော့ပြည်သူကိုလုံးဝလိုသလို နော်ဖန်စီတက်ပြတ်နေတဲ့လောက်ရက်ကအင်မတန်ကိုအကျမ်းဖတ်တဲ့လောက်ရက်ပဲတာအဲ့တော့ဒီလိုအကျမ်းဖတ်သမားတွေကိုကျွန်တော်တို့ကဟိုတဦးတယောက်တည်းရှင်းနေတယ်တပွက်တစုတည်းတိုက်နေတော့ဘရောမနိုင်မှာမဟုတ်ဘူးဒီ2023ຫນွေဦးတော်နိုင်ရေးတို့အခင်းချင်းမျိုးမှာကိုလဲနိုင်တဲ့နေရာကပါဝင်ပြီးတော့အားလုံးစုပေါင်းပြီးတော့အာနာရှင်ကိုအမြင့်ဖြတ်မယ်ဆိုရင်တော့ဂျိန်းနေနိုင်ပါလိမ့်မယ်ဒါကြောင့်မလို့ဒီစစ်မှုထမ်းဥပဒေကြောက်ပါတယ်ဆိုပြီးတော့ကိုတယောက်တည်းကြောက်နေလို့တော့ဘာမှဖြစ်မလာဘူး ကြောက်တယ်ဆိုလို့ရှိရင်အဲ့ဒီစစ်မှုထမ်းဥပဒေလိုမျိုးမတရားမှုလုပ်တဲ့ကောင်တွေကိုနိုင်အောင်တိုက်ခိုက်စေဖို့ဝေးချပါဘူး။ဟုတ်ကဲ့နောက်ထပ်ဒီနေ့ဘုတ်ကတော့ရခိုင်ပြည်နယ်အပါအဝင်နဲ့တိုင်းနယ်ပြည်နယ်မှာပုတ်ကလစ်ကလုံခြုံရေးကော်မတီဖွဲ့စည်းထားကြောင်းအကြမ်းဖက်အာဏာရှင်စစ်ကောင်စီကထုတ်ပြန်ပါတယ်။တရုတ်လုံခြုံရေးများရောက်ရှိနေသည့်ရခိုင်ပြည်နယ်အပါအဝင်တိုင်းနယ်ပြည်နယ်အလိုက်ပုတ်ကလစ်ကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကုကရေးကော်မတီများဖွဲ့စည်းထားကြောင်းစစ်ကောင်စီကဇွန်လ20ရက်နေ့28ရက်နေ့တွင်ထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံပြန်တမ်းဝင်များမှဖော်ပြတာဖြစ်ပါတယ်။ အဆိုပါကော်မတီများကိုစစ်ကောင်စီခန့်လုံခြုံရေးနှင့်နေဆက်ရေးရဝင်ကြီးများကဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီးအဖွဲ့ဝင်14ဦးစီဖြင့်ပြီးခဲ့တဲ့မေလ23ရက်နေ့တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းဆိုပြုထားပါတယ်။ကြီးကြပ်ရေးကော်မတီတွင်မြမဆက်သွယ်ရေးလုပ်ငန်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပြည်နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ကိုယ်စားလှယ်များနဲ့ပြည်နယ်ရက်တက်ဖွဲ့တို့လည်းပါဝင်တယ်။ပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းများတွင်နိုင်ငံသားများကိုလက်နက်ကင်ဆောင်ပါခွင့်ပြုသည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေပြဋ္ဌာန်းပြီးအစင်းစင်အကောင့်ထဲပေါ်လာခြင်းဖြစ်သည်။ဩက္ကဋ္ဌဒုဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလိုင်စင်တော့မဟုတ်ခွင့်ပြုမိတ်လျှောက်ထားခြင်းဆိုင်ရာညွှန်ကြားချက်ကိုဇွန်လ16ရက်နေ့ကအတည်ပြုထုတ်ပြန်ပြီးဖြစ်ကြောင်းအတိပေးခဲ့တယ်။လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေအရပြည်တွင်းကုမ္ပဏီများအပြင်တရုတ်အပါဝင်နိုင်ငံခြားကုမ္ပဏီများအနေဖြင့်အဆိုပါလိုင်စင်ကိုလျှောက်ထားနိုင်ပြီဖြစ်တယ်။ကဲဒါကတော့ရှင်းပါတယ်။မင်းအောင်လှိုင်က အာနာတိန်နဲ့အကြမ်းဖက်တယ်အကြမ်းဖက်လို့ပြည်သူကိုမနိုင်တော့ပြည်သူကရရလက်နဲ့ပြန်လဲခုခံရင်းနဲ့အခုခုခံတွန်းလှန်စစ်တင်မှာသူတို့ဘက်ကအရှုံးကြီးရှုံးလာတဲ့စစ်ရှုံးပုံစိုးမှအကြမ်းဖက်ကောင်စီဟာသူတို့ကိုယ်တိုင်တိုက်လို့မရတဲ့အဆုံးမှာနိုင်ငံတကာချင်းချင်းပြောရင်တော့တရုတ်တို့ရုရှားတို့ကိုဂျေးစားတပ်တွေခေါ်ပြီးတော့ပြည်သူကိုပြန်တိုက်ဖက်အကွက်စင်တာပါရှင်းရှင်းလေးပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီခန့်စရာအကြောင်းမရှိဘူးပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီခန့်မယ်ဆိုလဲ အဲ့ဒီကုမ္ပဏီတွေမှာတာဝန်ထမ်းဆောင်တာတွေကျွန်တော်တို့မြန်မာပြည်မှာအလုံးမရှိတဲ့ယောက်ျားတွေတပုံကြီးအဲ့ဒီယောက်ျားတွေကိုစစ်တပ်နဲ့ပေးပြီးပုဂ္ဂလိကလုံခြုံရေးတင်တယ်မှာခန့်လို့ရတယ်နိုင်ငံခြားသားကလာပြီးလက်နက်ကင်နေဆိုတာကိုယ့်ပြည်တွင်းထဲမှာနိုင်ငံခြားသားလာပြီးလက်နက်ကင်နေတက်ဆင်ခွင့်ပေးတယ်ဆိုတာတိုင်းပြည်ရဲ့အထောက်အကူအာဏာကိုနိုင်ငံခြားကိုပေးစားရောင်းစားလိုက်တာအတူတူပဲဒါဟာတိုင်းပြည်ကိုဖျက်ဆီးတာအဲ့တော့အမျိုးဘာသာဘာသာမှုတ်နေတဲ့ကောင်တွေအနေနဲ့ဒီလုံခြုံရေးကော်မတီဟာမျိုးကြတော့ကောင်းကောင်း လက်ခံလို့ရတယ်ပေါ့တော်တော်လည်းတရားကြဖို့ကောင်းပါတယ်နော်ဒါဒီလောက်ရဟာတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုသူတစ်ပါးလက်ထဲကိုဝါခွက်အပ်တဲ့လောက်ရပဲဒါနိုင်ငံတော်ကိုဖျက်ဆီးတဲ့လောက်ရဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ဆဲမှုကိုလက်မခံဘဲနဲ့ထွက်ပြေးတဲ့တက်ကြွကြီးဟောင်းတူပြစ်ခတ်ခံရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဘကွေးတိုင်းရေစကြိုမြို့အထက်မှာစေစစ်စဲမှုကိုလက်မခံဘဲထွက်ပြေးတဲ့စစ်ကောင်စီတက်ကြွဟောင်းတူကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ပကဖဆီကနေတီးရပါတယ် ငိမ့်စာနီစစ်မှုထမ်းဟောင်းရုံးမှတောင်းဝင်ထမ်းဆောင်နေတဲ့တက်ကြွကြီးထွန်းအောင်ငိမ့်ဆိုင်ကန်နဲ့ထွက်လာချိန်ကာကွယ်တပ်ဖွဲ့ဝင်တွေကစစ်ဆေးဖို့လှုပ်ဆောင်နေစဉ်ထွက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်ရေစချိုမြို့အထက်ဆိုင်းပုံနားလေးမှာတူကိုတားပြီးတော့ကျွန်တော်တို့ဖမ်းတာပေါ့နော်ဖမ်းတဲ့အချိန်မှာတူကဖမ်းမခံဘူးထွက်ပြေးတဲ့အချိန်မှာကျွန်တော်တို့ကပြစ်ခတ်ဖမ်းရတာပေါ့အဲ့မှာမှန်ပြီးတော့လဲတော့တယ်လို့ရေစချိုမြို့နယ်ပတ်ကဖမှာတောင်းဝင်ရှိသူတူကပြောပါတယ် တက်ကြကြီးထွန်းအောင်ငိမ့်စီကနေဖုံးတလုံးဆိုင်ကဲငွေအနှဲငယ်နဲ့မှတ်ပုံတွေတစ်ခုကိုတင်ဆက်ရရှိခဲ့တယ်လို့ဆိုပါတယ်မေလ3ရက်နေ့ကလည်းရေစကြိုမြို့နယ်ပကဖကရေစကြိုမြို့ပေါ်စီမံယုံပေါင်းစုံနဲ့ခဲယံပို့ပြီးပြန်လာတဲ့စစ်ကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့နှစ်ဦးပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပါတယ်နော်ဒါကတော့မြဲပြောတဲ့ညစကားရှိပါတယ်နော်ဒီစကားစော်မဲလုံးကိုယ်တိုင်ပြောထားတာပါအကျန်းဖက်ဓမ္မတွေနဲ့အတူရှင်တွဲမနေထိုင်ကြပါနဲ့ အကျန်းဖတ်သမားတွေနဲ့အခုလိုရှင်တွဲနေထိုင်ရင်တော့အခုလိုဘဝမျိုးတည်ခြင်းစုနဲ့တည်ရလိမ့်မယ်ရှင်းရှင်းလေးဒါပါပဲဟုတ်ကဲ့နောက်ဆုံးတရင်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ညောင်တုံးတွင်ပြည်သူစစ်အချင်းချင်းရန်ဖြစ်ဖြစ်ဒါဖြင့်ထို့တဦးအေးဘော်စေးုံတင်ရတယ်ဆိုတဲ့တရင်ဖြစ်တယ်အေအော်ဒီနဲ့ညောင်တုံးမြို့နယ်အမှတ်6ရပ်ကွက်မှာပြည်သူစစ်အချင်းချင်းရန်ဖြစ်ခဲ့ပြီးဒါနဲ့ထိုးခံရတဲ့ပြည်သူစစ်တယောက်ကအေးဘော်စေးုံတင်ထားရတယ်လို့ဒေတာကနေစီကနေတည်ရပါတယ်ဇွန်လ25ရက်ည10:00နာရီလောက်မှာအမှတ်6ရပ်ကွက်မှာစစ်ကောင်စီရဲ့ ပြည်သူစစ်အောင်လွင်ဆိုတဲ့တယောက်နဲ့အခြားပြည်သူစစ်၉ယောက်တို့စကားများရန်ဖြစ်ကြပြီးအောင်လွင်ကိုဝိုင်းဝန်းရိုက်နှက်ကြပြီးဒါနဲ့ထိုးခဲ့တယ်လို့ဆိုပါတယ်။နီးဆက်နီးဆက်တူဒေသခံတယောက်ကအောင်လွင်ဆိုသူကဝိုင်းဖွဲ့ရိုက်နှက်ခံရတာဒါနဲ့ပါအထိုးခံရတာရတဲ့ဒဏ်ရာတွေနဲ့အခုအခြေအနေမကောင်းလို့မအူပင်ပြည်သူစေယုံကနေရန်ကုန်စေယုံကိုလွှဲလိုက်ရပြီမိန်ကလေးကိစ္စနဲ့လို့ဖြစ်တယ်လို့ပြောတယ်ဟုပြောပါတယ်ဟုအမှတ်6ရက်ကွက်မှာနေထိုင်ကြတဲ့ပြည်သူစစ်ဘိုချစ်တန်ဆိုးဖုံးဖုံးကိုခဇော်မင်းအောင် ရာဇာမင်း စိန်ကလာဝင်းဦးနိုင်လင်းဘောဒီနဲ့အောင်ကိုမင်းတို့ကဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ဆိုပါတယ်။အုပ်ချုပ်ရေးနဲ့နှိသက်သူတယောက်က၉ယောက်၁ယောက်ဝိုင်းလောက်ကြတာအစိုးဆုံးကယာစာမင်းလို့ပြောတယ်။ရဲတွေစစ်သားတွေအရေးယူတာမတွေ့ရဘူး။ခံရတဲ့ကောင်ကတော့မနေ့ကညကမဦးပင်စေးုံကနေရန်ကုန်စေးုံကိုလွှဲလိုက်တာလို့ပြောပါတယ်ဟု။အခုလို့အချင်းချင်းရန်ပစ်ပြီးဒါနဲ့ထိုးခဲ့တဲ့ပြည်သူစစ်၉ယောက်အဖွဲ့ဟာစစ်ကောင်စီကအစ်စ်ပြန်လည်ဖွဲ့စည်းပေးထားတဲ့ ရဲဝန်နှန်းဟောင်းတဲ့အုတ်ထုတ်ရေးမှုမိသားစုတွေပါတဲ့ပြည်သူ့စစ်အဖွဲ့ဖြစ်တယ်လို့သိရပါတယ်။မကောင်းတဲ့နော်လူတက်တခိုးမဒိန်အကျန်းဖက်ရာဇဝတ်ကောင်တွေကိုစုပြည်သူ့စစ်လို့ဖွဲ့ပြီးရင်တော်လှန်တဲ့ပြည်သူတွေကိုပြန်ပြီးတော့ပြည်သူပြည်သူချင်းရန်တိုက်စဉ်စားညံမရှိတွေးခေါ်ညံမရှိပြည်သူ့စစ်ဆိုတာပြည်နာမည်ကပြည်သူ့စစ်ဒါပေမဲ့အဲ့ဒီပြည်သူစစ်တရဲ့တာဝန်ပြည်သူစစ်တရဲ့ကာကွယ်တဲ့လောက်ရက်ကပြည်သူကိုကာကွယ်တာလားအာဏာရှင်စစ်ဘုတ်ချုပ်ကိုကာကွယ်တာလားဆိုတော့ အတိတ်တရားတောင်မရှိတဲ့အောက်တန်းစားတွေကအပေါ်ကခိုင်းတာကိုလှုပ်နော်သူ့ရက်နဲ့သူ့ဆက်တော့ဟုတ်နေကြတာပဲအဲ့တော့ပြည်သူစစ်ပြည်သူစစ်လို့ဝင်မယ်ဆိုရင်ခမားတို့စဉ်းစားပါနာမည်ကပြည်သူစစ်ပါခမားတို့ရဲ့တာဝန်ကပြည်သူကိုကာကွယ်ခွင့်ရလာတာအဲ့ဒါဆိုရင်တော့ပြည်သူစစ်လို့ပါပြည်သူကိုကာကွယ်ခွင့်မရဘဲနဲ့သူတို့ကိုစန့်ကျင်တဲ့ပြည်သူမှန်သမျှကိုခမားတို့ကိုခုတုံးလုပ်ပြီးတော့အခုလိုဒုက္ခပေးခိုင်းမယ်ဆိုရင်တော့ကိုလှုပ်ရမှားလားမှန်လား ထမင်းစားပြီးကြီးတဲ့အုံနှောက်တွေနဲ့စဉ်းစားကြပါလို့ဒီကနေ့ကနေအကြံပြုတိုက်တွန်းပါကျွန်တော်တို့အလဲရောက်နိုင်ငံနိုင်ငံဇာတ်မှဆိုင်းလေးအများကြီးတိုက်ခဲ့ကြတယ်ဒီစားတိုက်မဲ့ဆိုင်းကလုံးအဆွေလုံးရိပါသွားမဲ့ဆိုင်းရိပါသွားမဲ့ကောင်တွေကဘသူတွေလဲကျွန်တော်ဖက်စစ်ခွေးတက်မိသားစုဝင်တွေနဲ့ဟုတ်တိုင်းလောက်ကောင်တွေအကုန်လုံးတုတ်တိချင်းလင်းခံရ ကျွန်တော်ပြောပြမိတော့ကျွန်တော်မိပါဘူးရဒီစစ်စင်ရင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်မိပါကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်အာတင်ပြခဲ့ကဲတင်ပြခဲ့တာပဲမမိပုံမထင်နဲ့ဟုတ်ပြီကျွန်တော်နိုင်ငံအတွင်းထဲမှာဘယ်ကိတ်ပဲအခါမှမကြုံဘူးလေဘယ်အချိန်မှမမလို့ဘူးလေကြီးမာတဲ့ line တိုက်ပါတော့ဘယ်တိုင်းလာတဲ့ဝေနေမှာဂျမ်ဖတ်စစ်ခွေးတက် အာနာယူကောင်တွေကိုပုတ်ကျိတ်နိုင်ဖို့အတွက်ခက်ခက်ခဲခဲနှစ်ပေါင်းများစွာကြိုးစားနေတဲ့ရလက်ဒီအချိန်မှာပြီးပြည့်စုံပါတော့ဟုတ်ပြီဒါကတော့ခချမ်းချမ်းလေးပြောမယ်ဆိုရင်တော့ဒီနိုင်ငံရဲ့အကြီးဆုံးသောအကြမ်းဖက်ဆက်ခွေးတက်ခေါင်းဆောင်စီမစွတ်ပဲနဲ့အတော့ခံရပါတော့ဒီလောက်ပါပဲကျွန်တော်ရေးမိသားစု ဆိုတော့ကျွန်တော်မိသားစုဝင်တွေမြန်မာနိုင်ငံတော်မှာရှိတဲ့ကျွန်တော်ညီကောင်မတွေကိုယ့်ရဲ့ဘေးအန္တရာယ်ကိုကိုအကောင်းဆုံးအာ3ပြုစင်ချင်းနေထိုင်ပေးကြပါကျွန်တော်နိုင်ငံရဲ့အခက်အခဲမျိုးစုံတွေကျွန်တော်တို့အကောင်းဆုံးသိပါတယ်ဆိုတော့ဒီနိုင်ငံအတွက်ပဲကျွန်တော်တို့လူငယ်တွေနေစဉ်ကျွန်တော်တို့ရဲ့အသက်တွေကျွန်တော်တို့ခန္ဓာကိုယ်တွေပေးဆက်ပြီးတော့အိုက်ပဲဝင်နေပါတယ်ကျွန်တော်ရဲ့လူငယ်အချိန်တွေကိုတော်လဲတောင်းလဲမှာပဲပြီးပြီးတော့ကျွန်တော်တို့မိသားစုဝင်တွေနဲ့အတူတူရက်တည်နေတာပါ ဝင်းအောင်လိုင်းကြီးတကွစစ်အုပ်စုကအာနာသိမ်းခဲ့လို့ဘယ်လိုတွေအကြောင်းလာပြပြအကြောင်းပြချက်ကလည်းမကိုက်လို့ဘူးတိုင်းပြည်ဟာအခုကဲ့သို့မငြိမ်းမချမ်းဖြစ်ရတာဖြစ်တယ်မငြိမ်းချမ်းရဲ့လက်သေးတရားခံဟာမရောက်နိုင်ဘူးစစ်အုပ်စုဖြစ်ကြအောင်ခိုင်ခိုင်မာမာပြောပြီးသွားပြီနောက်တစ်ခုကကျွန်တော်ထပ်ပြောမယ်သိကြအောင်မိသည့်အကြောင်းနဲ့မှအာနာသိမ်းပိုင်ခွင့်မရှိဘူးလေဥပဒေကြောင့်တခုပြပြနိုင်ငံတော်မဟုတ်လို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမကြေလည်မှုတွေတရားများတပါးညာပါးညာပြဿနာမှန်တမရဟာအဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဤအစိုးဖြတ်တာအတီးဖြစ်တယ်လို့ပြဌာန်းပြီးသားကာကွယ်ရေးဦးစီးချုပ်ဤအစိုးဖြတ်တာအတီးဖြစ်တယ်လို့မပါဘူးဒီအချက်ကိုပြောင်ပြောင်နေနေစစ်အုပ်စုမရောက်နိုင်စစ်အုပ်ချုပ်ပါလိုက်သူတို့ကိုယ်ကနေလေဖွဲ့စည်းပုံတွေကကျွန်တော်ပြောနေရနော်အဲ့တော့ဟုတ်ပြီပြည်သူလူထုနာနေပါပြီငြိမ်းချမ်းကြပါတော့နိုင်ငံသမားတွေထွက်ပြောကြတယ်ပြည်သူလူနာအောင်လုပ်ခဲ့တာလေမငြိမ်းချမ်းအောင်သူလုပ်ခဲ့တာလေငြိမ်းချမ်းခြင်းအပြည့်ရှိပါတယ်တိုင်းပြည်မတရားအာဏာသိမ်းအောင်လက်လွတ်လိုက်ပြီး ဒီလိုရဲ့ရွေးကောက်တင်မြောက်ခံရတဲ့အစိုးရအဖွဲ့ကိုပြန်လေရွေးကောက်တင်မြောက်ခါကျူးလွန်ငယ်သမီးပြစ်မှုများကိုဝန်ခံခြင်းဒီနေ့ဒီတိုင်းလုပ်ရင်အဲ့တိုင်းလုပ်ရင်ဒီနေ့ငြိမ်းချမ်းသွားပါမယ်ကျုံလားအဖြစ်ရရှိပြီတော့ဝိလေကြောင့်ပဲမလုပ်ပါနဲ့စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲဟာဥပဒေကြောင့်ရပဲကြီးကြီးနိုင်ငံရေးရပဲကြီးကြီးလူပုဂ္ဂိုလ်ရပဲကြီးကြီးလုံးဝတရားမဝင်ပါလက်ရှိမြန်မာနိုင်ငံမှာတကုတ်တူဝင်ကြီးချုပ်တကုတ်တူတမရတကုတ်တူကာကွယ်ဥတီချုပ်ဆိုပြီးတော့ရှိသမျှဥစ္စာအကုန်ကြောက်လို့ယူလာတဲ့ ုံမင်းအောင်လိုက်လာလက်ရှိ ICG ကဝရန်ထုတ်ချင်းကိုခံရတော့မယ်ဝန်ရမ်းပြီးတယောက်ဖြစ်ပါတယ်စစ်ရာဇဝတ်မှောင်မြောင်များစွာနဲ့ရင်ဆိုင်ရမယ့်သူဖြစ်ပါတယ်ဒီလိုလူဦးဆောင်တဲ့အဖွဲ့အစည်းတစ်ခုပေါ့ဗျာစစ်ကောင်စီပဲပြောပြောနာဆကပဲပြောပြောလုတ်တဲ့အရာမှန်တယ်ဗျာနိုင်ငံတော်ပုံကံမှုကိုကျူးလွန်တာတဲ့လူတွေလုတ်တဲ့လူမှန်တယ်ဗျာလုတ်တဲ့အရာမှန်တယ်ဗျာတရားဝင်ပါလားဥပဒေကြောင့်ရတရားဝင်ပါလားဒီလူတို့ကကျင့်တတ်ပါလားဒီလူတို့ကကြိုက်ပါလား ဒါတွေကိုတကယ့်နိုင်ငံရေးသမားဆိုတဲ့လူတွေသိဖို့ကျွန်တော်ပြောပြတာပါကဲနောက်တစ်ချက်ဟုတ်ပြီနောက်သားရရရနေပြီလားဆိုတဲ့တန်တရာရှိနေပြီဘာကြောင့်လဲငင်းငင်းစကားတွေတွင်ပြောပြီးအရရက်စစ်မြေနာတိုင်းမှာရှုံးနေပြီစီးပွားရေးဖျို့ပေးဖြစ်နေပြီတိုက်ပြီးချွတ်ချုံကြနေပြီဘလုံးနီးနေမှာစစ်တပ်ကပြန်လဲအပတ်ဆိုင်လို့မရတော့စစ်တဲ့ဂုံတိတ်ကစစ်တဲ့စိုးရင်ကြောက်ကြမှုတွေဟာမြန်မာတမိုင်းတစ်လျှောက်မှာမရှိဘယ်တော့မှမရှိဘူးတဲ့အခြေအနေနဲ့ရောက်ရှိနေပြီပြည်သူတရားလုံးကလည်းဒီနေ့အချိန်ထိကြက်ကြက်ခံပြီး စစ်တပ်ကိုလုံးဝအုပ်ချုပ်ခွင့်မပြုဆိုတာခိုင်ခိုင်မာမာယက်တည်နေလို့လေဒီအချက်တွေကိုမရောက်နိုင်လို့စစ်အုပ်စုမတည်ဘူးမတည်ဘူးတည်တယ်ကျွန်တော်တို့တပ်ပူတည်တည်လို့လေအဲ့ဒီနိုင်ငံရေးသမားတွေကိုအငါအငါပိုက်နဲ့ဓာတ်တိုးခံခိုင်းတာငင်းချမ်းကြီးဆိုတဲ့အတန်ထွက်ခိုင်းတာရီကော့ဝေးဆိုတဲ့အတန်တွေထွက်ခိုင်းတာဟုတ်ပြီအဲ့လိုပုံကန်သူကိုစစ်ရုံးများကျူးလွန်နေသူကိုဥပဒေများအရမျက်ကွယ်ပေတံချမှတ်ခွင့်ရှိမရှိရမရဒါကို NUG ရဲ့ ီလိုလိုတို့မန်ဒိတ်ရပါတယ်ရတာပါလေဆိုတော့ NUG ရတရားရုံးဝန်ကြီးဌာနကလုပ်ရန်ရမရဗမာနိုင်ငံမှာလက်ရှိတည်သေးဥပဒေများတဲ့ကဘယ်အချက်တွေနဲ့ညီဆုံးနေတယ်ဗမာနိုင်ငံမှာရှိတဲ့တောင်ကူက90စစ်ပဆိုင်ရာအဥပဒေတို့တောင်ကူ90လားတောင်ကူက58လားကျွန်တော်မမှတ်မိလို့အဲခုနေမိတော့လို့နော်စစ်ပဆိုင်ရာဥပဒေများနဲ့ညီဆုံးနေလားဒါစဉ်းစားရမယ်မင်းအောင်နိုင်ကိုနိုင်ငံတော်အဆင့်တရားရုံးတစ်ခုကပြည်တွင်းမှာတရားစွဲပြီးတော့ ဒီလိုမှဆိုတာကျွန်တော်မြန်မာနိုင်ငံလုံးမှာမြင်ပေါ့အခု NUG အစိုးရအဖွဲ့သားတွေဝန်ကြီးဌာန16ခုရှိတယ်ကျွန်တော်တွေမလုပ်ပါနဲ့ CDN ဥပဒေတွေဘာတွေခဏဖယ်ပြီးတော့မင်းအောင်လည်းကျူးလွန်ထားတဲ့ပြစ်မှုတွေနိုင်ငံတော်ဝန်ကြီးဘုံချင်ကဥပဒေဆိုတဲ့2008သူတို့ပဲပြဋ္ဌာန်းသူတို့ပဲအတည်ပြုသူတို့ပဲလက်ရှိကျင့်သုံးနေတဲ့ဥပဒေဒေကပို့ဝန်ကြီးဘုံချင်ကဥပဒေချိုးဖောက်မှုနိုင်ငံတော်ပုံကံမှုနိုင်ငံတော်တမနာနေနိုင်ငံတော်တိုင်းနိုင်ငံပုဂ္ဂိုလ်များကိုမတရားဖမ်းဆီးမှုပြည်သူတို့ကတပ်ဖြတ်မှုဘုံချင်မှုနိုင်ငံဗန္နာများကိုမတရားလုပ်မှုအစရှိနေတဲ့အချက်လက်ရှာပြီးတရားရေးဝန်ကြီးဌာနရဲ့နိုင်ငံတော်တရားသူကြီးချုပ်ခန့်အပ်ခါတစ်တန် မျက်ကွယ်သေးတံပုံကံသူအတွက်ပြစ်တံပြီးလို့ရနိုင်တယ်ဘာလို့လုပ်ကြတာမတည့်နမနိနိုင်ငံတော်ပုံကံမှုတက်ပြီးမျက်ကွယ်သေးတံပြီးခံထားရတဲ့သူရဲ့လက်အောက်မှာအမှုထမ်းနေတဲ့လူအကုန်လုံးကနိုင်ငံတော်ပုံကံသူဖြစ်တယ်အဲ့လိုရှင်းတဲ့နိုင်ငံကြီးအဖြစ်ရှိပါတယ်ဆက်ထမ်းဆက်ထမ်းမင်းတို့ပြောငါတို့စစ်နိုင်တဲ့နေမင်းတို့ကပုံကံသူပဲ နိုင်ငံကြီးအပေါက်ကြီးဒီဥပဒေအပေါက်ကြီးကိုရှာကြံတွေးတောကြီးတင်ပြခြင်းဖြစ်ပါတယ်လူချင်းမင်းတို့ဟာရောမြန်မာနိုင်ငံနိုင်ငံသူပုံကံသူဟုတ်မဟုတ်နိုင်ငံတော်ကိုပုံကံသူမဟုတ်ဟုတ်မဟုတ်နမနိနိုင်ငံတော်ပေါ်စီဖို့အခြေခံဥပဒေဖြစ်တဲ့သူတို့ကိုးကွယ်နေတဲ့သူတို့တဖောက်ပါပြောနေတဲ့နောက်ရှိပေါ်စီဖို့အခြေခံဥပဒေများကိုချိုးဖောက်မဖောက်နမတော်မြန်မာကျူးလွန်ခဲ့တဲ့ပုံကံမှုဆေးရသွေးမှုမှောင်များသောအတွက်မျက်ကွယ်ပေးတယ်ချမှတ်ခဲ့မယ်ဆိုပြီးဘယ်လိုတင်ပါလဲစစ်နိုင်ပါလားကဲဒီနေ့ညတော့ကြည့်လောက်ပါပဲ ောက်နေမှာကြီးတဲ့စုံစည်းတဲ့အချက်လက်တွေနဲ့ကျွန်တော်စပြပါအားလုံးကျေးဇူးတင်ပါ